အရန်လိုက်ဖက်တယ်လို့ခံစားရတယ်ပြီးတော့ဟိုဒါတော့အခုရဲ့ဟိုအတွေ့အလဲပေါ့နော်အော်လို့ဟိုဘယ်လိုပြောမလဲရေဇက်ပေါ့နော်ရေဇက်ဖူးစာပေါ့ဟိုဘယ်လိုပြောမလဲဒီဘဝအဆက်ဆက်တောင်တောင်ဖြစ်တဲ့ဒီအကြောင်းတွေတိုက်ဆိုင်မှုလားမသိနှစ်ယောက်ရဲ့လိုက်ဖက်မှုဟာဟိုအရန်ကိုထင်းပြီးတော့လင်းပြီးတော့ပေါ့နော်ပြီးတော့ချီလို့ရတယ်ပြီးတော့မိဘတွေလည်းမျက်ရည်တွေကျတော့ကိုရီးယားဘေးနားကပီတီဖြစ်တာ နဲ့ဒီပွဲထွက်တဲ့ပေါ့နော်ခန်းသားမှာရောပြီးတော့ဒီဒင်နာလေးရောအဲဖိတ်လို့ပေါ့နော်နောက်ပြီးတော့ကိုကဟိုဖြောပြေးလေးလေးပါတယ်ဆိုတော့ဒီကတော့မင်္ဂလာဇနီးမောင်နှံကိုပြုတဲ့အနေနဲ့ဆင်းလေးဆိုပြီးရောက်လာတာပါအဲတချင်းလေးရောက်တာကလိုလေးရွေးချယ်ထားလေးရှင့်တချင်းလေးချင်းတော့ဟိုမင်္ဂလာဦးမင်္ဂလာဆောင်ဖြစ်တဲ့အတွက်ဟိုမင်္ဂလာရှိတဲ့တချင်းလေးပေါ့နော်အချစ်ချင်းလေးပေါ့အခုတချင်းနေတော့မဟုတ်ပါဘူးအဲမင်္ဂလာပွဲနဲ့လိုက်ဖက်တဲ့တချင်းလေးပေါ့ဟိုမနက်ခင်းကိုရိုဒီပွဲထွက်တဲ့ ပွဲမှာတော့ဟို jewel ရဲ့ပြီးတော့နီနီခင်ဆောင်ရဲ့နဲ့အလိုဆုံးတွဲလေးတွေဆိုလိုက်အခုဒီနေ့ညကတော့ဒီလိုပဲ love song လေးပေါ့ chaos ဆိုမှာဟိုအရန်လိုက်ဖက်တယ်လို့ခံစားရတယ်ပြီးတော့ဟိုဒါတော့အခုရဲ့ဟိုအတွေ့အလိပေါ့နော် all လို့ဟိုဘယ်လိုရောလဲရေဆက်ပေါ့နော်ရေဆက်ဖူးစာပေါ့ဟိုဘယ်လိုရောမလဲဒီဘဝအဆက်ဆက်ကျွန်တော်ကြောက်ဖြစ်တယ်ဒီအကြောင်းတွေရိုက်ဆိုင်မှုလားမသိနှစ်ယောက်ရဲ့ లై ဖတ်မှုကဟိုအရန်ကိုထင်းပြီးတော့လင်းပြီးတော့ပေါ့နော်ပြီးတော့ချီလို့ရတယ်ပြီးတော့မိဘတွေလည်းမျက်ရည်တွေကျတော့ကိုရီးယားဘေးနာ PD ဖြစ်တာပေါ့ အဲ့တော့အခုပြောပြရအောင်မလို့ကြည့်တဲ့လူတိုင်းအခုသိတယ်ပေါ့နော်ဆိုတော့တော်တော်လိုက်ဖက်တဲ့အတွေ့ပါပဲဟုတ်အဲ့တော့အခုဒါတိစုံမပေးတဲ့ချိန်တော့ဒီလိုကြောက်တောင်ကြီးပြီးအဲ့လိုပြုံးတာလေးတွေမြင်ရတဲ့ခါမှာဘူလေးပီတီဖြစ်ရလေရှင့်အဲကိုရောကတော့ဘယ်လိုမလဲအခုလိုမျိုးပထမဦးဆုံးဟိုနေ့ရက်လေးကနေစပြီးတော့ပေါ့နော်အဲနှစ်ပေါင်းများစွာလာပေါင်းများစွာပြီးတော့နေ့ရက်ပေါင်းများစွာမှာဟိုခရရမဲ့အဆင်ပြေမှုအေးချမ်းမှုတွေကိုလည်းအတူတူက အဖြတ်တမ်းမယ်ပြီးတော့အခက်အခဲတွေပြင်ပမှုတွေရှိခဲ့ရင်လည်းအတူတူလက်တွဲပြီးရင်ဆိုင်မယ်ဆိုတော့အဲပုံရိပ်ကလေးတွေကိုပေါ့နော် first day မှာတည်းကိုတို့အမြင်ရတယ်လို့ခံစားရပါတယ်ဟုတ်ကဲ့ဒီဟာလေးတွေမြင်ရတော့လေခါကြကိုယ့်ရဲ့ရှိရောအဲ့လိုပြီးမိအဲ့တော့ဒီလိုပါပဲကိုရောတော့ဖြုံးကနေတည်ရတဲ့နေရာမှာတော့မပါဘူးဒါပေမဲ့ဖြည်းဖြည်းချင်းတော့တည်ရတဲ့နေရာမှာတော့ပါတော့လေ ဟိုအရင်ကြီးတော့ဟိုဆက်ဆက်သိသိချင်းလေးတစ်ချက်တော့တစ်ချက်တော့ surprise ဖြစ်ပါတယ်ဒါပေမဲ့ဟိုခုနပြောတော့ဟိုနည်းနည်းလေး sorry သိလိုက်ရတော့လေအရင်ကြီးတော့ surprise မဖြစ်ပေါ့အဲ့တော့ဒါမင်္ဂလာဝဲပါပေါ့မင်္ဂလာချင်းနဲ့ဒါကိုပြုပေးရတဲ့အပေါ်ပီတိစကားလေးပြောပေးပါဦးဟုတ်အဲအဓိကတော့ဒါပါရမီဖြည့်တာပါပဲခုလိုမျိုး live ဖတ်တဲ့ဒီအဲဇနီးမောင်နှံနေ့ ဟိုအတွဲတွေကိုကိုရိုးတွေကဟိုတောင်းတနေရနေပေါ့နော်ကိုကလည်းအတန်နဲ့အတန်ပွဲချောင်းပြုတ်နေရဆိုတော့အတန်အားဖြင့်ပေါ့နော်ပါရမီဖြည့်ခွင့်ရတဲ့အတွက်အများကြီးဝမ်းသာတယ်အဓိကတော့ကိုငယ်စင်တို့စိတ်ထဲမှာပေါ့နော်ဒီလိုသူတို့ရဲ့တန်ဖိုးထားတဲ့နေ့လေးမှာကိုရိုးကိုတောင်းတနေရလေးရနေပေါ့နော်ပါဝင်ခွင့်ပေးတာကိုပဲကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ဆူတော့စကားလေးပြောပြပါဦးရှင်။ဟုတ်။အဲဒီနေ့မှစပါနှစ်တရားတိုက်။အဲနှစ်ပေါင်းများစွာအဲဟိုချစ်ခင်တဲ့မိသားစုပေါ့။နှစ်ဖက်မိဘတွေ၊ဆွေမျိုးသားချင်းတွေနောက်ပြီးတော့နောက်ဖြစ်လာမယ့် future ပေါ့နော်။ အဲတတမီမီလေးတွေနဲ့အတူတူလို့ပြောစရာချမ်းမြေ့တဲ့ဘဝလေးကိုထောက်ရပိုင်ဆိုင်နိုင်ပါစေဆုတောင်းပေးပါတယ်ခင်ဗျဟုတ်ကျေးဇူးပါရှင်ပါခင်ဗျာ